Hello အလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ MOD ကတော့ Chelsea နဲ့ပွဲမှာလည်းအနိုင်ရခြင်းတဲ့အကြောင်းဒါအပြင်ကျွန်တော်လူစင်းကြီးကလည်းလုံးဝရွေးချယ်ပြီးသွားပြီဆိုတဲ့အကြောင်းဒါဒီနဲ့ပတ်သက်ပြီးတော့သူပြောလာလာတယ်ကျွန်တော်ရှိတယ်။ကျွန်တော်ပရိသတ်အများစုကတော့ဟိုဒါပြီးရင်လည်းဘော်ဒဝူးကြတာပရိမာ Europa League Final ကစားဖို့ရှိတယ်ဆိုတော့အဲ့ဒီပွဲမတိုင်ခင်မှာ Chelsea နဲ့မကလို့ဘာပဲဖြစ်ဖြစ်ပေါ့နော်။ဒါ ပွဲကိုအနိုင်ရဖို့ကြိုးပမ်းတာမျိုးတွေဆိုတာထက်ပွဲထွက်လူစင်းမှာစီနီယာကစားမတွေအများကြီးအကုန်လုံးကိုတုံးလာမှာကိုတော်တော်စိတ်ပူနေကြတယ်ဆိုတော့အမိုရင်ပြောတာတွေကိုကျွန်တော်တို့ချက်ကြည့်ကြည့်အောင်အမိုရင်ကဘလူပွဲအတွက်ဒဏ်ရာရနိုင်ချေရှိတဲ့ကစားသမားတွေရှိတယ်ဆိုလို့ရှိရင်သူ့အနေနဲ့ Chelsea နဲ့ပွဲကိုထက်ကစားမှာမဟုတ်ဘူးပေါ့ဒါပေမဲ့လို့အဲ့လိုအချင်းကြီးမဟုတ်ဘူးဒဏ်ရာရနိုင်ချေရှိတဲ့ကစားမှာမဟုတ်ဘူးဆိုရင်တော့တေချာပေါ့ဝင်ကစားမှာပေါ့နော် အရင်ပွဲနဲ့ထားပါတော့ဗျာကျွန်တော်လက်ရှိ Chelsea ပွဲနဲ့ Blue ပွဲရဲ့ဂျားထဲမှာ recover ပြန်လုပ်ဖို့အတွက်အချိန်အများကြီးရှိပြီးတော့ပွဲမှန်ကစားရပဲနဲ့ဗျာ၈ရက်9ရက်လောက်တော့သူအချိန်မဖြုံးနိုင်ဘူးပေါ့နော်ဆိုတော့အဲ့ဒါကလည်း Blue ပွဲအတွက်တွေးကြည့်မကောင်းဘူးပေါ့ Blue ပွဲအတွက်အကောင်းဆုံးပြင်ဆင်တဲ့နေ့ကတော့ Chelsea နဲ့ပွဲကိုအကောင်းဆုံးချင့်ကပ်ကစားနိုင်ဖို့ပဲပေါ့ကျွန်တော်ကောင်းကောင်းကစားနိုင်မှရမယ်ပရီးမီးယားလိမှာအမှတ်တွေယူနိုင်မှဖြစ်မယ်ဘိုလူပဲအတွက်ပြင်ဆင်ဖို့ သူတိတဲ့တကူတွေတော့နီလန်ကတော့အခုကလေးကဘောလူဝဲမှာကစားတဲ့ပုံစံတိုင်းအကောင်ဆုံးကစားနိုင်မှုပဲပေါ့နော်ကစားမအရင်းနေနဲ့ Chelsea နဲ့ကစားရတာပဲဖြစ်ဖြစ်မကစားရတာပဲဖြစ်ဖြစ်ဘောလူဝဲအတွက်ဘာမှတိုက်ဆိုင်မှုမရှိဘူးဆိုတာကိုနားလည်ထားရမယ်ပေါ့နော်ဒါဟာအရေးကြီးတယ် Chelsea နဲ့ပွဲအကြောင်းပဲစဉ်းစားနေတယ်ဒီပွဲကိုလည်းအနိုင်ရပြီးတော့ကောင်းကောင်းကစားကျင်နေဆိုပြီးတော့ MO တင်ကကျွန်တော်ပြောသွားတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည်သက်အများစုကတော့ဗျာသိရမလားပရီးမီးယားလိမ်မာလဲကိုရီဘတ်ကတွေးရင်တော့ပရီးမီးယားလိမ်မာလဲ နှစ်ပွဲပဲကျွန်တော်ကြံတော့တာ Chelsea နဲ့ Aston Villa အဲ့ဒီနှစ်ပွဲကကိုရီ first line နဲ့အပြည့်နဲ့ထည့်ကစားရင်တောင်မှဘာမှတရုတ်သိပ်ပြီးတော့နိုင်ဖို့အခြေအနေမရှိဘူးဆိုတဲ့အခါကျတော့ဟာ senior ကစားမတွေ final အတွက်အရေးကြီးတဲ့ player တွေကိုထည့်မသုံးဖို့ကျွန်တော်မျှော်လင့်ကြတာနော်ဟိုတနည်းကကျွန်တော်တို့ Watson နဲ့ပွဲကိုကျွန်တော်ကြည့်ပါလားဘာမှမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အကောင်းဆုံးကစားမတွေကြီးပဲကျွန်တော်ထည့်သုံးလာတယ်နိုင်လည်းမနိုင်ဘူးဟွန်း နိုင်လည်းမနိုင်ဘူးပြီးလို့ရှိရင်လူတယောက်ကလည်းဒဏ်ရာကရသွားသေးတယ်ကစားမကလည်းဆိုတော့ကိုယ့်ဘက်ကအရှုံးအရှုံးကြီးပဲရဗျာဘလူးမန်အတင်းတွေအပေါင်းလက္ခဏာဆောင်ခဲ့တဲ့အရာမျိုးကျွန်တော်တို့မရှိဘူးဒါအဲ့လိုမျိုးဆိုတော့ပြိတ္တတွေရဲ့ဘက်ကတော့အမှန်ကန် MOD အနေနဲ့ Chelsea နဲ့ပွဲမှာလူစင်းရင်အပြည့်နဲ့ပွဲထုတ်လာမှာကိုတော်တော်လေးစိတ်ပူကြတယ်သူပြောတာကလည်းအတိတ်ပဲတော့ရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကပွဲတစ်ပွဲကစားဖို့အတွက်အရေးကြီးပါတယ်ဆိုတော့ပွဲကြီးကိုထိုင်းဆောင်နေလို့မဖြစ်ဘူးဗျာဒီလားဒီကစားမတွေအဲ့ဒီပွဲစဉ်မှာအကောင်းဆုံးကစားနိုင်ဖို့ဆိုရင် ကျွန်တော်တို့လက်ရှိရှိကစားတဲ့ပွဲမှာကစားရတာကအကောင်းဆုံးကျွန်တော်ဖြစ်ဖို့လိုတယ်။ဒါပေမဲ့ကျွန်တော်တို့ Chelsea နဲ့ပွဲစဉ်မှာတမျိုးပြင်ဆင်မယ်။ Final မှာတမျိုးပြင်ဆင်မယ်။အဲ့လိုသွားရလို့ကျွန်တော်မရဘူး။အသင်းတိုင်းမှာကကို approach နဲ့ကိုရှိတယ်။အဲ့ဒီတွေကမှပြိုင်ဘက်အပေါ်မှာမူတည်ပြီးတော့ဖြစ်တင်တာလေးတွေအနေငယ်တချို့ပြောင်းလဲကြတာပဲကျွန်တော်ရှိတာ။အဲ့တော့ဘိုလူဝဲမှာကျွန်တော်အကောင်းဆုံးကစားခြင်းနေဆိုရင်ကျွန်တော်လက်ရှိပွဲကလည်းအကောင်းဆုံးကစားနိုင်မှုလိုတယ်။ဘိုလူဝဲမှာကျွန်တော်ချင်းကဲမဲ့ပုံစံအတိုင်း ဒါအပြင်ကျွန်တော်တို့ပေါ့နော်ယာတိယိုပြင်ဆင်မှုတွေလုပ်တယ်ဆိုတော့နောက်ယာတိကောင်းဖို့အတွက်ပဲဗျာဒါပဲရှင်းရှင်းလေးရယ်နော်ဆိုတော့ယာတိနောက်ယာတိစတဲ့အချိန်ကိုတော့ထိုင်းဆောင်နေလို့ကျွန်တော်မရဘူးပြင်နာစင်ထားမှဒါတော့ကကြမှာဒါကြောင့် MOD ကဖိုလူဘိုလူဘွဲမှာကျွန်တော်တို့ပေါ့နော်အကောင်းဆုံးရှိမှန်ကစားခြင်းနေဆိုရင်အကောင်းဆုံး performance ပြခြင်းနေဆိုရင်ဒီပွဲမှာကလေးကကျွန်တော်အကောင်းဆုံးကစားနိုင်ဖို့လိုတယ်ဒါကြောင့်သူ့အနေနဲ့ဒန်ယာရနိုင်ကြီးမရှိတဲ့ကစားမားတွေကိုအကုန်ထည့်တုံးသွားဖို့ရှိတယ်ဆိုပြီးတော့ပြောထားတယ်ကျွန်တော်ကတော့ဗျာသိတယ်မလားဟို ပွဲတိုင်းကိုအနိုင်ရကျင်နေလို့ဘာလို့ဆိုတာမျိုးကတော့ဒါကတော့ဖြစ်တဲ့ mindset ပဲပေါ့နော်။ဟိုဒါအပြင်ကျွန်တော်တို့အနေနဲ့ဟိုပွဲတိုင်းအနိုင်ရဖို့အတွက်လည်းကျွန်တော်ကြိုးပမ်းမှာပဲ။ဟုတ်တယ်မလားနော်။ကိုရီတင်းမာကဟိုဟာဒီဟာယူနေလို့ကျွန်တော်မရအောင်။ဘာလို့လဲဆိုတော့ဘဲပြိုင်ပွဲပဲကြီးကြီးကိုရီယာအချင်းကြီးကောင်းမနေလို့ပဲ။ဒါပေမဲ့ကျွန်တော်တို့အချင်းကြီးတွေကိုကျွန်တော်ကြည့်တော့အဲကိုရီကလူစင်းကအဲ့လောက်ကြီးကြီးကောင်းတာမဟုတ်ဘူး။လုံလောက်မှုပဲရှိတာမဟုတ်ဘူးဗျာ။ဒါအပြင်ဟိုဝက်ဆန်တဲ့ပွဲစီတုန်းကလည်းကျွန်တော်တို့တာရကပဲ။ဝက်ဆန်တဲ့ပွဲမှာဆိုလို့ရင်ကျွန်တော်တို့ဒါကစားမတယောက်ကျွန်တော် injury ပြဿနာကြုံသွားတဲ့လန်နီယိုတို့ အခုဆိုလို့ရှိရင် final ကိုပါဖို့တော့မှမတည်ကြတော့ဘူးဆိုတော့အခုကျွန်တော်တေချာဘောက်ကတော့အဲ့ဒါမျိုးထပ်မဖြစ်ဘူးကျွန်တော်လိုတယ်ဆိုတော့ MODN ပြောပုံရဆိုလို့ရှိရင်တော့ Fernandez တို့လိုမျိုး injury ပြဿနာကင်းတဲ့ကစားမားတွေပါလေဦးမယ်ဒါတေချာတယ်ဘာလို့လဲဆိုတော့ကြားထဲမှာလည်း၄ရက်လောက်ကျွန်တော်၃ရက်လောက်ပေါ့နော်နားရရှိတယ်ဘောလုံးညကြာတာပြိမနဲ့မလာမသိကျွန်တော်ကစားမှာဗျာဆိုတော့ဒီနေ့ညမှာကိုရီကစားမှာဆိုတဲ့အခါကျတော့ final မတိုင်ခင်ကြားထဲမှာ၄ရက်လောက်တော့ကျွန်တော်အချိန်ရှိတယ်အဲ့လိုမျိုးဆိုတော့ final test တို့ပါတော့ကိုတေချာပေါက်သူပွဲထွက်လူစင်းမှာသူထည့်လိုက်မယ် ပြီးလို့ရှိရင်နောက်တန်းကလည်း Luxury တို့ဘာတို့ကိုထည့်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲပြီးလို့ရှိရင်လည်းပဲ Aiden Heaven တို့ဘာတို့ကတော့ထားပါเนาะ Heaven တို့ဘာတို့ကတော့အခုမှပြင်ပြီးတော့တက်တာလာတဲ့ကစားမားကြီးဆိုတော့ဘွဲထွက်လူစင်မှာပါနိုင်ကြီးတော့ရှိတယ်လို့ကျွန်တော်မထင်ဘူးပေါ့เนาะ Tyson ကလည်း Resman Wilder တို့ထည့်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပြီးလို့ရှိရင်ကာနာချိုတို့เนาะ Ahmed Dia လို့ Ahmed Dia လို့ကတော့အမှန်တမ်းပြောမထည့်သေးခြင်းဘူးဘာလို့လဲဆိုတော့ Ahmed ကကျွန်တော်ဒဏ်ရာရနိုင်ခြင်းရှိမရှိဆိုတာမျိုးကပုံသေးပြောလို့မရဘူးအာမကအင်ဂျူရီပြဿနာကြုံပြီးတော့ကျွန်တော်3လလောက်နားထားရတဲ့ကစားမှာ ဝက်ဆမ်နဲ့ပွဲမှာလည်းပွဲထွက်လာတဲ့ကစားမှာဆိုတော့ဒီနေ့ပွဲစဉ်ကတော့ပွဲထွက်သင့်တဲ့နေရာမှာမပါဘူးဒါအပြင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ယူရိုပါလိဖိုင်နယ်ကျရင်တော့ပွဲထွက်ရမယ်ဒါမျိုးပေါ့မာစတာဗီတို့ပါလို့နဲ့ပတ်သက်ပြီးတော့ရောဘယ်လောက်ထိကျွန်တော်ပြင်ဆင်ထားသလဲမာစတာဗီကိုထည့်ကစားမှာလားဘာလို့ဆိုမာစတာဗီကပြီးခဲ့တဲ့ပွဲမှာလည်းမိနစ်အပြည့်ကစားခဲ့ရတယ်ဒါအပြင်အင်မတန်လေးပင်ပန်းနေတဲ့ကစားမတစ်ယောက်ဖြစ်နေတယ်ဒါမျိုးဆိုတော့မာစတာဗီဆိုလို့ရှိရင်လည်းဖိုင်နယ်မှာကျွန်တော်တို့ကပွဲထွက်ပြီးတော့တုံးရမယ်ကစားမှာဒါတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင် အင်ဂျူရီပြဿနာကြုံတန်းကြီးရှိတဲ့ကစားမဆိုလို့မာစတာဝီလောက်ပဲကျွန်တော်ရှိတာပဲကျန်တဲ့ကစားမတွေကတော့မဟုတ်လေဖိုင်နယ်မှာပွဲထွက်ခွင့်ရကြမှာရမှာမီဆန်မောင်းတို့ပြီးလို့ရှိရင်ကျွန်တော်ဒီနေ့ဒီပြောရမလဲကိုဘီမေနူးတို့ဖိုင်နယ်မှာပွဲထွက်ခွင့်ရကြမှာရမှာပါလို့လဲဆိုတော့ကွင်းလေကဂက်စမဲရူနဲ့ကျွန်တော်တို့ကဦးကားလေးရှိမယ်တိုက်စစ်ကကာနာချူရက်စမတ်နဲ့ကျွန်တော်ဘရူနိုရှိမယ်ဆိုတော့ဒီကစားမတွေကအရင်ပဲအဲကြောင့်မနော်ကျွန်တော်တို့ first line နဲ့ထဲမှာပါနိုင်တဲ့ဘလူဘဲအတွက်ကစားမတွေထဲမှာအနည်းဆုံး၄ယောက်ကနေ၅ယောက်လောက်ထိကိုပဲ Chelsea နဲ့ပွဲမှာတွေ့ရလိမ့်အောင်မလို့ကျွန်တော်ထင်တယ် ဒါဟာကောင်းတော့ကောင်းမနေဘူးဗျာဒီလားတကယ်လည်းပြောရင်ကျွန်တော်တို့ကိုအသင်းရဲ့ first line နဲ့ကစားသမားတွေမပါလဲပဲအကောင်းဆုံးရှင်ပြိုင်ဖို့ကြိုးပမ်းလို့ရတာပဲဘာလို့လဲဆိုတော့ကစားသမားတွေက legend ငင်းစင်းတဲ့နေရာမှာပွဲမတိုင်ခင်ကြိုတင်ပြင်ဆင်မှုတွေလုပ်တဲ့နေရာမှာ first line နဲ့ကစားသမားတွေနဲ့ကြီးပဲတည်တံ့လောက်တာမှကျွန်တော်မဟုတ်တာအရင်ကစားသမားတွေလည်းကျွန်တော်ပါတယ်လူငယ်တချို့လည်းကျွန်တော်ပါတယ်ဒီလိုမျိုးကိုသူတို့ကစုပေါင်းပြီးတော့လုပ်တာပဲ first line နဲ့ကစားမ17ယောက်ကတော့အသင်းအတွက်အကောင်ဆုံးဆိုတာမှန်ပြီမဲ့လေလို့အရန်ကစားမတွေကလည်းနီးစနစ်တွေပကာသနာတွေကသူတို့ကတီးပြီးသားပဲလေဟိုတော့မသူဟာနဲ့သူကတီးပြီးသားပဲသူတို့လည်းဒါလေ့ကျင့်ခန်းမှာဒါတွေပဲ train နေရတာပဲဆိုအဲ့လိုမျိုးဆိုတော့ပွဲထွက်လူစင်းအကောင်ဆုံးမဟုတ်လည်းပဲကျွန်တော်တို့နေဒီအသင်းဘက်ကပေါ့နော်အကောင်ဆုံးကစားနိုင်မှာကစားနိုင်တင်နေပေါ့နောက်တစ်ခုကကျွန်တော် Chelsea ပြ Chelsea ကလည်းရှိမှာ Champions League ဝင်ခွင့်ကျွန်တော်တို့ဆက်ပြီးတော့အဆင့်၅အတွင်းမှာနေနိုင်ဖို့အတွက်အမှန်ကန်ကြိုးပမ်းနေတာ ပြီးခဲ့တဲ့ပွဲစဉ်ကလည်းသူတို့နယူကာဆယ်ကိုသူတို့ဒီနိုင်ဟာအရှုံးထားတယ်။ဆိုတော့ဒီပွဲကချဲစီကအိမ်ဝင်လေးဖြစ်တယ်မဖြစ်မနေလဲကျွန်တော်နိုင်ရမယ့်ပွဲစဉ်မျိုး။ဆိုတော့ကိုရီနီနဲ့ first line နဲ့စတဲ့ရောင်းနဲ့အခုအကောင်းဆုံးပွဲထွက်လူစဉ်နဲ့ကစားတာတော့မသိအခြေအနေမကောင်းတဲ့အနေအထားမျိုးမှာချဲစီလိုအသင်းမျိုးကိုဒီချိန်မှာတွားပြီးတော့နိုင်ဖို့အတွတွေ့လို့မရဘူး။ဆိုတော့မနိုင်နိုင်ဘူးဆိုပြီးတော့100%ပြောတာတော့မဟုတ်ဘူးဒါပေမဲ့နိုင်ဖို့ဒီရာဂန်လုံးတအားနေတယ်ဆိုတော့အဲ့လိုနိုင်ဖို့လေကိုယ့်ရဲ့အကောင်းဆုံးလူစင်းနဲ့တော့မှနိုင်ဖို့ရာဂန်လုံးနေနေတဲ့ပွဲမျိုးကို အဲ့တော့အရေးစွန်ပြီးတော့ဟိုတကယ်အန်ဒီယံများနိုင်တဲ့ကစားမားတွေကိုထည့်မဲ့ကစားတင်မှုလို့ကျွန်တော်ယူဆတယ်။ဒါကကျွန်တော်တို့စိတ်ပူစရာဖြစ်ကောင်းဖြစ်လာနေတယ်။ Ambulin ကိုလည်းပြောထားပြီးသားပါပြီးခဲ့တဲ့ WhatsApp နဲ့ပွဲအပြီးမှာဒီအဲ့ဒီပွဲဖြစ်ပြက်သွားတဲ့အရာတွေအားလုံးကသူ့မှာအပြည့်အဝတာဝန်ရှိတယ်ဆိုတာသူကိုယ်တိုင်လည်းဒီပွဲမှာဒါကိုကောင်းကောင်းနားလည်ထားဖို့လိုတယ်။နောက်တစ်ခုကသူ့ကိုကောင်းကောင်းကယ်တင်နိုင်မှာဆိုလို့ Europa League Final မှာဖလားရရမယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုပဲရှိတယ်။ Final မှာဖလားမရဘူးဆိုလို့ရှိရင်ရှေ့ Final ကိုရောက်ဖို့အတွက်မြင့်မြင့်ရှုံးပွဲမရှိနေပဲတက်လာတက်လာ ဘာနဲ့ပဲတက်လာတက်လာကြည့်တယ်မလားဘယ်သူမှသိပြီးတော့မင်းကို queue မဆိုင်တော့ဘူးเนาะ final မှာမင်းဘိုလူဘွဲတက်တယ်ဆိုတာလည်းမေ့သွားမှာဘာလို့လဲဆို champion ဖြစ်တဲ့သူပဲလူတွေကအမှတ်မိမှာဗျာဟုတ်တယ်မလားเนาะအဓိက champion ဖြစ်ဖို့ဒီအရေးကြီးဆုံးပဲ champion ဖြစ်မှ champions league ဝင်ခွင့်ရမယ် champion ဖြစ်မှလက်ရှိကျွန်တော်တို့အဆင့်၁၆ချောင်းဒီတိုင်ပတ်နေခဲ့ရတဲ့အချီနီဇိုကြီးတခုကိုကျွန်တော်ကြော်နိုင်မယ်ဒါပဲဆိုတော့ဒါအပြင်တခုတော့ရှိတာပေါ့လေ Chelsea နဲ့ပွဲစဉ်မှာကျွန်တော်တို့မြန်အကယ်လို့မြန်နိုင်ခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီနိုင်ပွဲကစပါးနဲ့ပွဲစဉ်အတွက်ကျွန်တော်တို့က ဟိုအကောင်းဆုံးစိတ်ပိုင်းဆိုင်ရာရပါတော့ကောင်းကောင်းပြင်ဆင်နိုင်တဲ့အရာတခုလည်းဖြစ်ကောင်းဖြစ်သွားမှာပေါ့လေထားပါတော့ဗျာစပါးကကျွန်တော်နေနဲ့ဒီအက်စတိုမီလာနဲ့ပွဲမှာရှုံးပြီးတော့ကိုရီချဲစီကိုနိုင်နေဆိုလို့ရှင် final အတွက် ready ပို့ပြီးတော့ဖြစ်နေမှာကိုရီပဲစိတ်ပိုင်းဆိုင်ရာအရာပါတော့စပါးကိုဒီရာဒီမှာ၃ချိန်၃ချိန်သလိုမနိုင်သေးတာတော့ဒါစိတ်ပြက်စရာပေါ့လေ၄ချိန်မြောက်ကရောကျွန်တော်တို့ဘလူရက်လက်ထွက်ပေါ်လာမလဲပေါ့ဒါပဲကြည့်ရမှာပဲဒါကြောင့် Amorin ကတော့ပြောထားတယ်ဒံယာရနိုင်ခြင်းရှိတယ်လို့သူထင်တဲ့ကစားမတချို့ကိုပဲအနာပေးပြီးတော့ နိုင်ငံရနိုင်ခြင်းမရှိတဲ့ကစားမတွေကိုသူအကောင်ဆုံးပွဲထွက်လာမှာဖြစ်တယ်ဆိုပြီးတော့ဒီညချယ်ဆီနဲ့ပွဲအတွက်သူပြောသွားတယ်ညီကရိုးနေနေရော MOD အဲ့ဒီ risk ကိုယူသင့်တယ်လို့ညီကရိုးထင်ကြလားဆွေးနွေးကြပါဆရာကြည့်ရှုအားပေးတဲ့ညီကိုများလုံးကိုကြည့်ပြီးများကြီးတင်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ